ฮัลโหลไม่เหป็นไรวะเกย์เจเนอเรชั่น A E R ดีเลเทอร์ลีดี้ช็อตวาวเวอร์ซาวงกีตาร์ลีดีโออัตนนลีดี้โอลีจิ้งบีบีสูรเกย์ไม่สูรดีเจกเลงลีดี้อัตนนลีดีโอทวจีวาวอะสัตอะสัต consent okay နော်ဒါဆိုရင်အရှိက consent နဲ့လေးတွေက အကုန်အတူတူပဲအလင်းကသရဒန်လေး short vowel sound လေးတွေကြောင့်ကျွန်တော်တို့အအအအတန်လေးတွေပြောင်းသွားပါတယ်နော်ဒါလေးကို သတိထားပြီးတော့လေ့ကျင့်ပါ okay ဒါဆိုရင် a လေးရယ် e လေးရယ် i လေးရယ် short vowel sound အတန်လေးတွေကိုမိတ်ဆွေတို့ရပြီလို့မှတ်ယူပါတယ်ဒါဆိုရင်ကျွန်တော်တို့ letter O. Letter O, yeah. Short vowel sound. Okay, no? တရတဲ့အတူလေးကိုချက်ပြီးတော့ကျွန်တော်တို့လေ့ကျင့်အောင်သူရဲ့သင်္ကေတလေးကဒီလိုလေးဖြစ်ပါတယ်။ဟောဒီလိုလေးပါသင်္ကေတလေးကနော်အဲ့လိုပုံစံအနည်းဆက်ဆုံးလေးကျွန်တော်တို့သင်္ကေတလေးတွေရေးတဲ့အခါကျရင်အဲအနည်းဆက်ဆုံးလေးကျွန်တော်တို့ကြိုးစားပြီးတော့ရေးရပါမယ်။ဒီလိုပုံစံလေးဖြစ်ပါတယ်။ Okay နော်အဲ့တော့ ဒီတင်ဂီတာလေးကဘာလဲဆိုရင် letter o ရဲ့ short vowel sound တင်ဂီတာလေးဖြစ်ပါတယ်အတန်လေးထွက်လိုက်မယ်ဆိုရင်နှစ်ထန်လေးစုပြီးတော့အတန်လေးထွက်လိုက်အဲ့ဒီအတန်လေးဖြစ်ပါတယ်။အော်အဲ့ဒီအတန်လေးဒီ letter o ရဲ့ short vowel sound အတန်လေးဖြစ်ပါတယ်။မိတ်ဆွေတို့ light ထွက်ကြည့်ပါပြီးတော့သင်္ကေတအုပ်ပါစိတ်ထဲကနေမှတ်ကြည့်ပါ အဲ့ဒီတန်လေးဖြစ်ပါတယ်နော်ဒါဆိုရင်ဒီ short vowel sound သင်္ကေတလေးရာဘယ်နေရာမှာအများစုထွက်ကြလဲ c v c လို့ခေါ်တယ် consonant vowel consonant d letters လေးတွေနော်အဲ့လိုပေါင်းတဲ့အခါမှာ o ရဲ့အတန်လေးဒီ short vowel sound အတန် o အတန်အများစုဖတ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့စလုံးလေး တစ်လုံးလောက်ရွေးပြီးတော့လေ့ကျင့်ကြည့်အောင်နော်ကဲဒီတစ်ခါတော့ကျွန်တော် S ရဲ့အတန်လေးကိုရွေးလိုက်မယ်မိษွေတို့ကကျန်တဲ့ခင်းစင်းတဲ့နေတစ်လုံးချင်းစီကိုချရေးပြီးတော့အချိန်ရရင်ရတယ်လို့အိမ်မှာလေ့ကျင့်ပေါ့โอเคနော်ဒါဆိုရင်ကျွန်တော်တို့ထွက်ကြည့်လိုက်တော့ S ရဲ့အတန်လေးကဒါလေးကဩဒါတင်ဂီတာလေးပါရေးပြထားတယ်နော်မြင်ဆောင်ဒါဆိုဒီဘက်နဲ့တွဲလိုက်တော့ sob โอเคနော်ဒီလိုလေးဖြစ်သွားမယ်ဩအတန်လေး sob โอเคကျွန်တော်တို့ဒီအတန်းလေ့ကျင့်ခန်းလေးတွေလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇက်ကလုံးတွေလိုက်မရှာပါနဲ့ရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဘူးပေါ့ဒါအရှိမှလည်းအမြဲတမ်းကျွန်တော်တို့ပြောနေတာပေါ့နော်ဇက်ကလုံးတွေတွေ့ရင်အတန်းလေးတွေထွက်တက်အောင်လို့အခြေခံလေးတွေကျွန်တော်တို့စတင်လေ့ကျင့်နေတာဖြစ်ပါတယ်ကဲဒါဆိုရင်ကျန်တဲ့ကင်စင်းတဲ့နေနဲ့ရောကျွန်တော်တို့ထွက်ကြည့်လိုက်မယ် sock sod sog sauce sort sauce okay ဲ့တော့ letter o ရဲ့ short vowel စောင်းတန်လေးဘာတန်လေးလဲ o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  အဲ့ဒီအတန်လေးဖြစ်ပါတယ်အဲ့တော့မစ်ဂျီတို့ကြံ့နေခင်စင်းတဲ့နေနဲ့တွဲပြီးတော့မြန်မြန်လေ့ကျင့်ပါဒါဆိုရင်ကျွန်တော်တို့เนาะဒီဒီဆိုရင် letter ဘာလေးလဲ a e i o o ဒီပေါ့เนาะ short vowel sound တရတဲ့အတူလေးတွေကိုတဖြည်းဖြည်းချင်းရတော့မှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့နောက်မျှဝေမှုမှာပြန်ပြီးတော့တွေ့ကြပါမယ်။များများလေးချင်းကြပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်။